င်္ဂလာပါခင်ဗျာကျွန်တော်တို့အရင်ကသင်ခန်းစာလေးလေ့ကျင့်ခန်းလေးလုပ်ပြီးသွားပြီဆိုရင်ဒီနေ့အတွက်နောက်ထပ်သင်ခန်းစာတစ်တူစာပါမယ်ကျွန်တော်တို့ဒီနေ့ဆိုရင်ခြောက်ရမြောင်းနေ့ကိုရောက်လာပြီဖြစ်တဲ့အတွက်ဒီရှေ့မှာ၅ရက်တင်ထားတဲ့သင်ခန်းစာတွေအားလုံးကိုစုပြီးတော့ကျွန်တော်တို့ဒီနေ့ပြန်ပြီးတော့ over all ခြုံပြီးတော့ကြည့်ရမယ့်သင်ခန်းစာလေးဖြစ်ပါတယ်เนาะ အဲ့တော့ရှင်းပါဆိုကျွန်တော်တို့ကွန်ပျူတာတစ်လုံးဝယ်မယ်ဆိုရင်ဘာတွေချက်လက်တွေသိရမယ်ပြီးကွန်ပျူတာမှာဘယ်လိုစိတ်ပိုင်းတွေပါတယ်ဆိုတာတွေကိုကျွန်တော်လေ့လာခဲ့ပြီးသွားပြီအဲ့ဒီထဲမှာအရေးကြီးတဲ့ CPU တွေ RAM တွေ hard disk data တွေကို theoretical အနေနဲ့ကျွန်တော်လေ့လာခဲ့ပြီးသွားပြီเนาะအဲ့တော့ဒီနေ့မှာဘာလုပ်ရမလဲဆိုရင်ကျွန်တော်နောက်ဆုံး final နေနဲ့ကွန်ပျူတာဝယ်မယ်ဆိုရင်ဘလို့အချက်လက်တွေကိုကြည့်တင်တယ်ပြီးရင်ရှေ့မှာရှေ့ဒေးတွေမှာမပါခဲ့တဲ့အချက်လက်လေးကျွန်တော်တို့ဒီဘက်မှာဆွဲနှုတ်ထားလေးရှိပါတယ်နော်ဒါလေးကိုကျွန်တော်လေ့လာကြည့်အောင်ပါအဲ့တော့အရင်ဆုံး CPU ဆိုတာလေးကိုလေ့လာကြည့်မယ်အဲ့တော့ CPU ဆိုတာလေးကိုကျွန်တော်တော့ဝယ်ဖို့စဉ်းစားတဲ့အခါ sorry ကွန်ပျူတာထဲမှာပါတဲ့ကျွန်တော်တို့ CPU ကိုအသုံးတင်လဲဆိုတာလေးကိုစဉ်းစားတဲ့အခါမှာတဲ့ CPU ရဲ့အမျိုးအစားတွေကျွန်တော်တို့နှိုင်းရှင်ယုံနေမဟုတ်ပဲねအသုံးပြုမဲ့ယူဇာအနေနဲ့ပြန်ပြီးတော့ခွဲခြားတဲ့အပိုင်းလေးလည်းလုပ်ကြည့်အောင်ပါ လေ့လာကြည့်မယ်เนาะကျွန်တော်တို့ကွန်ပျူတာအသုံးပြုတဲ့ user ကိုအကြမ်းဖြင့်၃ဘိုင်းခွဲခြားထားပါမယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်ခွဲထားအော်ကျွန်တော်ခွဲထားရတာလေးပေါ့เนาะဟိုအမျိုးမျိုးဖြစ်နိုင်ပါတယ်เนาะအဲ့တော့ပရမတန်ဇာဒုတိယတန်ဇာတတိယတန်ဇာဒါကတော့အစင်းတင်းလို့ကျွန်တော်ပေးလိုက်တာเนาะဟိုပရမတန်ဇာဆိုတာဘူးလို့အမည်ကြီးကိုပြောတာမဟုတ်အဲ့တော့ပရမ1 2 3ကြိုက်တယ်လို့ပြီးလို့ရတယ် ABC အဲ့တော့ကိုကပရမတန်ဇာဒုတိယတန်ဇာတတိယတန်ဇာပရမတန်ဇာဆိုတာဘလိုလူတွေကိုပြောလဲဆိုရင်ねစိုက်စိုက်လုပ်တဲ့သူစင်းလုံးမဲ့ အဲပြီးသွားရင် PowerPoint တွေသုံးမယ်ဓာတ်ပုံတွေပူတွေကြည့်မယ်ပြီးရင် game တလေးလေးတွေကစားမယ် internet သုံးမယ်ပြီးအခွေတွေကြည့်မယ်မှတ်စုတွေရေးမယ်ဒါဒီလိုပုံစံမျိုးပပပပဖြစ်တဲ့ program လေးတွေအသုံးပြုမယ်သူနော်သူတို့ကိုကျွန်တော်ကပထမတန်းစားလို့တတ်မှတ်လိုက်မယ်အဲ့တော့အဲ့လိုလူတွေကဘလို့ CPU မျိုးစားနဲ့ကိုက်ညီလဲဆိုရင်ဒီ Celeron တို့ Pentium တို့၅သိန်းအောက်ပေါ့နော်၅သိန်းအောက်ဝင်ကျင်ဆိုတာ computer ကိုပြောတာနော်ဘလို့ computer မျိုးနဲ့ကိုက်လဲဆိုရင်ဒီ Celeron တို့ Pentium တို့တက်ဆင်ထားတဲ့ ကွန်ပျူတာအမျိုးအစားလေးနဲ့ဆိုရင်သူကအဆင်ပြေတယ်ဒီတက်ပုံမြင့်ရင်တော့ကောင်းတယ်ဒါပေမဲ့ဒီလောက်ဆိုလည်းတုံလို့ရတယ်လို့ဆိုတော့သတ်မှတ်ပါမယ်အဲ့တော့ကိုကဒီကိုကဘာသုံးမလဲအရင်ဆုံးစဉ်းစားလိုက်ဒီထဲမှာပါတယ်ဒီလောက်လေးပဲကိုသုံးဖို့ရည်ညွှန်းထားတယ်ဆိုရင်တော့ဒီဒီ ဒီမျိုးစားလေးနှစ်ခုကိုကျွန်တော်ရွေးချယ်ပြီးတော့ဝယ်လို့ရသွားပြီပြီးတော့ရင်ဒုတိယတန်းစားဒုတိယတန်းစားကျတော့ကျွန်တော်အပေါ်ကဒီ program ကြီးအားလုံးနဲ့သုံးမယ်ပြီးနောက်ထပ်အခြားအနည်းငယ်မြင့်တဲ့ program တွေဥပမာတခြားတူတက်ပုံမြင့်တဲ့ program တွေဖြစ်တဲ့ Corel လို့ design ဆွဲတဲ့ software Photoshop တွေလို့ပြီး Illustrator လို့ပြီး 3D game တွေပေါ့နော်ဒီမှာ style တွေ game တွေဘောလုံးကန်တဲ့ game တွေဒီလိုအားကြီးကစားဖို့အတွက်ဆိုရင်တော့ဟိုကျွန်တော်တူတက်မြင့်တစ်စင်းမြင့်တူတက်မြင့်တဲ့ i3 တို့ i5 တို့ ဟိုတက်စင်ထားတဲ့ကွန်ပျူတာတွေရွေးချယ်ပြီးဝယ်ဖို့လိုတယ်။ဈေးနှုန်းအနေနဲ့ဆိုရင်9သိန်းနဲ့10သိန်းကြားမှာအကြမ်းမြင်အဖြစ်ကိုပြောတာနော်။အတီးကြမို့မနေ့ကတော့ကျွန်တို့ဒီကွန်ပျူတာရဲ့ဈေးနှုန်းတွေလည်းကြည့်ခဲ့ပြီးသွားဆိုတော့ဒါလေးကဟိုခက်ခဲမှမဟုတ်တော့ပါဘူး။အဲဈေးနှုန်းအနေနဲ့9သိန်းနဲ့10သိန်းကြားမှာရှိတယ်။ ဒီဒီကွန်ပျူတာလေးတွေကိုရွေးချယ်ပြီးတော့ဝယ်ပါမယ်ပြီးသွားရင်နောက်တစ်ခုကတက်တရဒန်ဆာတက်တရဒန်ဆာဆိုတာလေးကအပေါ်ပရိုဂရမ်တွေအားလုံးနဲ့သုံးမယ်ပြီးသွားရင်ကျွန်တော် high end ပရိုဂရမ်တွေရှိတဲ့ဟိုဒီ video editing တွေပြီးသွားရင် auto cut တွေပြီး internet gain တွေပေါ့ဟိုအဓိကတော့ပရိုဂရမ်ကြီးတွေပေါ့အထူးဖြင့် gain တွေပေါ့ gain ကစားတဲ့ခါတော့မှာပြီးသွား video တီးဖြတ်လုပ်တဲ့ခါတော့အဆောက်ဒီဇိုင်းတွေဆွဲတဲ့ခါဒီလိုပုံစံမျိုးဆိုရင်တော့ဟို အမြင့်ဆုံးဖြစ်တဲ့ကျွန်တော် i7 နဲ့သူ့နဲ့အထက်ပေါ့နော် i7 x juice ဒီ quad core out the core ဓာတ်တွေကိုကျွန်တော်ဝယ်ဖို့လိုတယ်အဲ့တော့ဇင်းလုံးအနေနဲ့ဆိုရင်6သိန်းနဲ့အထက်မှာရှိပါရှိပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီအရင်ဆုံး computer ရဲ့ cpu စဉ်းစားတဲ့အခါမှာ cpu ရွေးချယ်တဲ့အခါမှာကိုကဒီ user 3ပိုင်းကိုကျွန်တော်အမြဲတမ်းပြန်ပြီးတော့စဉ်းစားမယ်ပြီးတော့ပြန်ချိန်ကြည့်မယ်အဲတကယ်လို့ကိုရဲ့တငယ်ချင်းတွေက အဲဒီဆင်းလုံးဖို့တဲ့ကွန်ပျူတာတော့ဝယ်ပေးအဆင်းလုံးဖို့တဲ့ကွန်ပျူတာဝယ်ပေးဖို့အကူအညီတောင်းလာခဲ့တယ်ဆိုရင်အဲကျွန်တော်ပေယာလေးနဲ့ကိုက်ညီလဲဆိုတော့ဒါလေးနဲ့ကိုက်ညီတယ်ဆိုတာလေးတို့ရှင်းပြလို့ရပါတယ်တကယ်လို့ဥမာအဲဒီဇိုင်းဆွဲဖို့အတွက် software တွေဒီဇိုင်းဆွဲတဲ့အဲလုပ်ငန်းတွေလုပ်မယ် Photoshop လို့ Illustrator လို့ဒီလိုပုံစံမျိုးသုံးမယ်ဆိုရင်တော့ကျွန်တော်ဒီ i3 i5 ပေါ့နော်အဲ့တော့ draw များရှိတယ် draw များဒီ challenge လေးတွေနဲ့ဘာလို့လို့ရလဲဆိုရင်နှိုင်းရှင်ကြည့်လို့ရပြီဟိုဒီရွေးချယ်လို့ရပြီပေါ့နော် okay အခုပြောခဲ့တာလေးတွေက CPU ရွေးချယ်ဖို့အတွက်ပါနောက်တစ်ခုက memory ကိုကျွန်တော်တို့ဘယ်လိုရွေးချယ်မလဲဆိုရင်အဲ day 4ကသင်ခန်းစာလေးကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်အောင်နော်အဲ day 4မှာဆိုရင်ကျွန်တော်တို့ computer ရဲ့အသုံးပြုတဲ့ RAM ပမာဏတွေလေ့လာခဲ့တယ်ပြီးတော့ရင်ကိုယ့်ရဲ့အသုံးပြုတဲ့ program တစ်ခုချင်းစီရဲ့ဒီအသုံးပြုတဲ့ RAM ပမာဏတွေလေ့လာခဲ့ပြီဆိုတော့အဲ့တော့ကိုယ်အသုံးပြုမဲ့ RAM ဘယ်လိုစဉ်းစားမလဲဆိုရင်ကိုယ်အသုံးပြုမဲ့ program ရဲ့ပြီးအသုံးပြုမဲ့ OS ရဲ့ usage ရဲ့ အခုပေါင်းကြည့်လိုက်ဘယ်လောက်ထွက်လာမလဲအဲ့ထွက်တဲ့ပူပြည့်အဲ့ထွက်လာတဲ့ပမာဏတန်းပူတယ် memory ကိုဝယ်ဖို့လိုတယ်ဥမာဆိုဆိုကျွန်တော်တို့က Photoshop CC သုံးမယ် Photoshop CC ဆိုတဲ့ program လေးကထားပါတော့ RAM ကို 2K လောက်နေရာယူရဲဆိုပါလို့ဒါဆိုကျွန်တော်တို့သုံးပြမဲ့ OS ကအဲ Windows 10 64 bit ဆိုရင်ပုံမှန်အဖြစ်ဆိုပါလို့ 1K 2K လောက် ပေးပြီပေါ့နော် 1k 2k လောက် 2k လောက်နေရာယူလိမ့်မယ်အဲ့ခါကျရင်ကျတော့အနည်းဆုံး 4k နဲ့အထက်ပေါ့နော်အနည်းဆုံး 4k လောက်ရှိမှပဲဒီ Photoshop software ကိုအသုံးပြုလို့ရမယ်အဲ့တော့ကျတို့ဒီ software ကိုသုံးဖို့တက်ဆိုရင် 4k ဝယ်မယ်အဲ့တော့ဒီတက်ပုံမြင်စေချင် 8k လောက်ဝယ်မယ်ဒီလိုပုံစံမျိုးကျတို့ကယူချေပါလိမ့်မယ်အဲ့တော့ဒီလိုမဟုတ်ဘဲနဲ့ကျတို့က Microsoft Word လို့ပုံစံမျိုး program တိတိလေးသုံးမယ်ပေါ့နော် Microsoft Word ဆိုရင်ဟိုကျတို့ခုနေ့ကသွားကြည့်ခဲ့တယ်200 200 100လောက်ပဲရှိတယ် မဂါဝိုက်ကိုလေအဲမဂါဝိုက်100 200လောက်ပဲသုံးမယ်ဆိုတော့ကျတော့ window ဟိုဝင်းဟို window ကထားပါတော့နည်းနည်းလေး short ညော့တာလေးတင်မယ်ပေါ့နော် window 32 bit တင်လိုက်မယ်အ window 7သုံးမယ်ဆို run 2 kilo ဆို AAC လုံလောက်တယ်ဘာလို့လဲဆိုရင် window အတွက် run 1 kilo ပေးမယ်အဲပြီးတော့အသုံးပြုမဲ့ program လောက်လဲဆိုရင်ခုခုနပြောတယ်ကျတော့100 megabyte လောက်ပဲရှိရဆိုတော့ AC အများကြီးလို့တည်ရဲ AC run 2 kg ဆိုလဲတုံးလို့ရတယ်အဲ့တော့ဘာဖြစ်လဲဆိုကျတော့ဒီ run ဟိုကြပါနဲ့စဉ်းစားမလဲဆိုရင်ကိုအတုံးပြုမဲ့ program အနေနဲ့စဉ်းစားမယ်ချိန်မှလည်းပြောခဲ့တယ်ဒီ program ကြီးတယ်သေးတယ်ဆိုတာဘာနဲ့နှိုင်းလဲဆိုကျတော့ run အသုံးပြုမှုပမာဏနဲ့တိုင်ပါတယ်အဲ့တော့ run များများတော့ရင်ဒီ program loading ကြီးကြီးလုပ်ရမယ်အဲ့တော့ cpu ကလည်းပို့ပြီးအလုပ်လုပ်ပေးရမယ်အဲ့တော့သူ့ကို program ကြီးတယ်လို့ပြောပါမယ်အထူးဖြစ် gain ကြီးကစားတဲ့အခါမှာဒီ run များများလေးတုံးရတယ်เนาะအဲ့တော့ကျတော့အပြင်မှာဆိုလဲ ဒီ software တွေသွားဝယ်တယ်ဆိုဒီ challenge တွေကြည့်ရကြည့်ရလိမ့်မယ်သူတို့မှာဒီအနေဆုံးရှိရမယ့် specification တွေ hardware requirement တွေဒီလိုပုံစံမျိုးဟိုပြောထားတဲ့ခါမှာကိုယ်ဆက်မှရှိရရင်လည်းနိုင်ရှင်းတူလို့ရတယ်တကယ်လို့အဲ့ဒီ gain တွေကစားဖို့အတွက်ဆိုရင်ကိုယ်ဆက်ဘယ်လောက်ရှိထားရမလဲအဲ့ software တွေသုံးဖို့အတွက်ဆိုကိုယ့်ရဲ့ set အနေထားဘယ်လောက်ထိမြင့်ထားဖို့လိုလဲဆိုတာလေးကိုဒီအချက်လက်တွေနဲ့ကျွန်တော်နိုင်ရှင်းကြည့်လို့ရပါလိမ့်မယ် okay ဒါဆွေးရပြီเนาะလုံလောက်တဲ့ memory ပမာဏကိုရွေးချယ်ပါရတယ်ပြီးတော့နောက်တစ်ခုက hard disk ဟာတစ်ကတော့ထွေထူးပြောစရာမလိုဘာကြောင့်လဲဆိုရင်ဟိုဒရိုမင်းမရင်းနှီးတဲ့အစိပ်ပိုင်းဖြစ်လို့လေကျွန်တော်ဖုန်းနေလူတိုင်းသုံးတယ်ဖုန်း story လို့ပြောလိုက်လူတိုင်းမျက်စိရဲ့မြင်တယ်အဲ1ကီလောက်ရှိကြံသေးတယ်ဆိုရင်တချင်းမနှပုတ်ထည့်လို့ရတယ်ဆိုကျွန်တော်ခံမှန်းကြည့်လို့ရတယ်အဲ့တော့ data တူလောင်တဲ့နေရာမှာလာဖြစ်တဲ့အတွက်အားလုံးရင်းနှီးပြီးသားဖြစ်ပါတယ်တဲ့နောက်မှထပ်တိုးလို့လွယ်တဲ့အစိပ်ပိုင်းဖြစ်တဲ့အတွက်အရန်ဦးစားပေးပြီးကျွန်တော်စဉ်းစားစရာမလိုဘာလို့လဲဆိုတော့နောက်မှကိုယ့်ကွန်ပျူတာထဲမှာ hard disk က900ရှိတယ်အဲ့တော့မှနောက်မှလိုအပ်လို့ဟိုနောက်ထပ်900လောက်ထပ်ပေါင်းမယ်ဆိုရင်လေအလွယ်တကူ ပေါင်းလို့ရတယ်အထဲမှာပေါင်းလို့မရဘူးဆိုတော့ကျွန်တော် external အနေနဲ့ထပ်ပြီးတော့ဒီ external drive တွေချိန်ပြီးတော့သုံးလို့ရတယ်အဲ့တော့မိမိတို့အများဆုံးထည့်သွင်းနိုင်တဲ့ data ပမာဏ site ကိုအရင်ဆုံးစဉ်းစားပြီးအသုံးပြုတဲ့စဉ်းစားလို့ရတယ်စဉ်းစားလို့မရဘူးဆိုကျွန်တော်သုံးတဲ့ phone store နဲ့နိုင်ရှင်ကြည့်လိုက်ပါဖုန်းကကျွန်တော်လက်ရှိကင်တဲ့ဖုန်းလေးကဒါပေမဲ့ memory အဲ 64GB ရှိရဆိုရင်ဘယ်လောက်ထိသုံးလို့ရလဲဒါဆိုဘယ်နည်းလောက်သုံးလို့ရလဲဘယ်နှလားလောက်သုံးလိုက်ရင် data တွေပြည့်လဲအများကြီးပြုံပြီးတော့ ဟိုလာဒေါင်းလုဒ်တွေဆွဲတဲ့ဗီဒီယိုဖိုင်တွေထည့်တယ်ဆိုရင်ဘလောင်းလောက်ပမာဏဆိုရင်ပြည့်သွားလေအဲဒါတွေကိုကျွန်တော်တို့ဘာလို့ကြည့်လို့ရလဲဆိုစဉ်းစားကြည့်လို့ရတယ်အဲ့ပမာဏနဲ့ကျွန်တော်တို့ကွန်ပျူတာမှာပြန်သွားပြီးတော့နိုင်ရှင်းကြည့်လိုက်မယ်ဒါဆိုရင်တော့ hadif နားလေလောက်မယ်တင်တယ်ဘလောင်းလို့လဲဆိုတာသိလောက်မယ်ပုံမှန်အပြည့်ကျွန်တော်တို့900လောက်သုံးတယ်အဲဒီထက်ပိုမြင့်တယ်ဆိုရင်1 t 1000လောက်သုံးပါလိမ့်မယ်နော် okay ပြီးသွားရင်နောက်တစ်ခုက graphic card graphic card ကိုကြတော့ကျွန်တော်တို့အထူးသဖြင့် 3D game တွေ auto get တွေအဲအဓိကပေါ့နော်ဗီဒီယိုတီးဖြတ်လုပ်တဲ့ 3D တွေပြသမှုအတွက်အဓိကအသုံးပြုရတဲ့စိတ်ပိုင်းဖြစ်တဲ့အတွက်အဲဒါတွေကိုသုံးမဲ့သူတွေအတွက်ဦးစားပေးပြီးတော့စဉ်းစားမဲ့စိတ်ပိုင်းဖြစ်တယ်။ဥပမာဆိုတော့ကျွန်တော်တို့ကဒီ 3D game တွေကစားဖို့အတွက်ဆိုရင် CPU နောက်မှစဉ်းစားအဲ memory နောက်မှစဉ်းစားအရင်ဆုံးပါလို့မလဲဆိုတော့အဲ့ game ကို run ဖို့အဲ့ game ကိုပြသဖို့အတွက်ကျွန်တော်တို့ graphic block လောက်လိုလဲဆိုတာလေးကိုဦးစားပေးပြီးစဉ်းစားဖို့လိုတယ်။ပြီးအဲ့ game အဲ့ဒီ graphic တက်ဆင်ထားတဲ့ CPU ကို ဟိုအရင်ဆုံးကျွန်တော်တို့ရွေးချယ်ဖို့လိုတယ်အော်တိုကတ်တို့ပါလို့ဆိုလဲအတူတူပဲအဲပီဘူလိုတိဖြတ်ထုတ်ပါဆိုလဲဒါတွေကဒါတွေကအရေးကြီးတဲ့အစိပ်ပိုင်းဖြစ်ပါတယ်နော်အဲ့တော့ဒါကတော့အကျန်အဓိကအရေးကြီးတဲ့အစိပ်ပိုင်းလေး၄ခုကိုကျွန်တော်တို့ရွေးထုတ်လိုက်တာပါကျန်တဲ့အစိပ်ပိုင်းတွေလည်းအရေးမကြီးတော့မဟုတ်ဘူးသူ့အနေနဲ့သူတော့အရေးကြီးပါတယ်အဲ့တော့အရင်ကကဆိုတော့အစိပ်ပိုင်းတစ်ခုချင်းတစ်ခုချင်းဒီမှာအာဒီအသေးစိတ်လေ့လာခဲ့ပြီးသွားပြီဖြစ်တဲ့အတွက်ဒါတွေအကုန်လုံးကျွန်တော်တို့ဒီ day ပြန်ပြောစီရအောင်မလို့လောက်တော့ပါအောင် Okay ဒါဆိုရင်နောက်ထပ် ကျွန်တော်စဉ်းစားကြရလေးတခုရှိတယ်အဲ့ဒါပါလဲဆိုရင်အဲဒီကွန်ပျူတာဝယ်တဲ့ခါမှာ desktop ကိုယူမလား laptop ကိုယူမလားဒါလေးရွေးချယ်စရာလေးနှစ်ခုရှိတယ်အဲ့တော့ laptop ယူမလား desktop ယူမလားဆိုတော့တယောက်ချင်းစီရဲ့ဒီအကြိုက်ကတူမှာမဟုတ်ပါဘူး laptop ကြိုက်တဲ့သူက laptop ကြိုက်မယ် desktop ကြိုက်တဲ့လူက desktop ကြိုက်မယ်အဲ့တော့ကျွန်တော်ဘာလို့ကြည့်မလဲဆိုသူတို့ရဲ့အချက်အလက်လေးတွေကိုနိုင်ရှင်းကြည့်မယ်ဒါဆိုရင်အဲကိုယ်လုပ်ငန်းနဲ့ဘယ်ဟာပို့ပြီးတော့ခိုင်ညီမှုရှိလဲဆိုတာလေးကိုကျွန်တော်သိသွားလိမ့်မယ်အဲ့တော့ဟို laptop ကြိုက်လား desktop ကြိုက်လားလို့မေးရင်တော့ ိုတော်တော်များများ laptop ကြိုက်ကြတယ်အဲ dashboard တော့တိတ်မကြိုက်ကြဘူးအဲ့တော့သူတို့မကြိုက်ရတဲ့အချိန်မှာအကြောင်းပြချက်တွေရှိလိမ့်မယ်အဲဒါမဲ့ကျွန်တော်ကကိုသုံးမဲ့နေရာကိုတစ်ချက်ပြန်စဉ်းစားကြည့်ဖို့လိုတယ်ပေါ့နော်ကိုသုံးမဲ့နေထား desktop နဲ့ကိုက်ညီရဲဆိုရင် desktop လေးကိုသူတို့တက်ဆင်ဖို့လိုတယ် laptop နဲ့ကိုက်ညီရဲဆိုရင်တော့ laptop ကိုဟိုအသုံးပြုဖို့လိုတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီ laptop ရဲ့အားသာချက် desktop ရဲ့အားသာချက်လေးကိုရှင်းကြည့်မယ် laptop ရဲ့အားသာချက်က desktop ပုံးတွေရဲ့ အားနေချက်ဖြစ်လိမ့်မယ် desktop တွေရဲ့အားသာချက်က laptop တွေရဲ့အားနေချက်ဖြစ်ပါလိမ့်မယ် desktop ဆိုကျွန်တော်ဒီလိုပုံးနေတဲ့တည်တန်းနေဆင်ရတဲ့ computer ကိုပြောတယ်ပြီးရင် desktop ဆိုတာကကျတော့ဒီ oh sorry laptop ဆိုတော့အားလုံးစုစည်းပြီးတွဲပြီးဒီလိုပုံစံမျိုးလေးရှိတယ် computer ကိုပြောပါတယ် okay ဒါဆိုရင်ကျွန်တော် laptop မှာအားသာချက်တွေရှိတယ် desktop မှာလည်းအားသာချက်တွေရှိတယ် laptop ရဲ့အတ ିକ အားသာချက်ကဘာလဲဆိုရင်စဉ်းစားကြည့်မယ်။ Okay. laptop ရဲ့အားသာချက်ကဘာဖြစ်မလဲ။အဲဒါဆိုရင်အဓိကကသူကတွေ့တည်ယူရတာလွယ်တယ်။ ဲ့ဒါကိုကျွန်တော်တို့အရင်ကြိုက်တယ်ဘာလို့လဲဆိုရင်ဟိုအမြင်နဲ့ပေါ့နော်ကျွန်တော်တို့ဒီနေရာကြီးပဲဒီမှာ computer desktop ပုံကြီးဆင်ထားရတယ်ဆိုဒီနေရာပဲလာလောက်အောင်အလုံးလုံးလဲဒီနေရာပဲစာကြည့်လဲဒီနေရာပဲအဲဒီဓာကြီးကိုကျွန်တော်တည်သွားလို့မလို့အဲ့ဒါကိုတိတ်မကြိုက်ကြအောင်အဲ့တော့ဘာဖြစ်ကြလဲဆိုရင်တည်ရွာတည်ရွာတာလွယ်တဲ့ laptop ကိုလူတွေကပို့ပြီးတော့ကြိုက်ကြတယ် ဘာလို့လဲဆိုရင်ကိုသွားလေရုံသွားလဲတည်သွားလို့ရတယ်လုံးဝအလုံးမပြီးဘူးဆိုရင်အိမ်ယူယူလာခဲ့လို့ရတယ်ចောင်းစာတွေအဲចောင်းမှာစာရေးလုပ်လို့ရတယ်ဒီလိုပုံစံမျိုးပေါ့နော်ဟိုနေရာတကာတည်သွားလို့ရတယ်နေရာတိုင်းမှာအသုံးပြုလို့ရတယ်ဒါ laptop ရဲ့အဓိကကြီးမားတဲ့အာသာချက်သူက portable ဖြစ်တယ်နော်အလွယ်တကူတည်ယူသွားလို့ရတယ်ပြီးရင်နောက်ထပ်ဒုတိယအာသာချက်ကပါရှိလဲဆိုမီးအားစားတတ်တာအော်မီးအားကိုတော်တော်လေးသူကတတ်တာ laptop ဒီ desktop ပုံးနေတဲ့ဆိုင်သူကမီးအားတုံးတုံးဆွဲမှုတော်တော်လေးနေတယ် အဲပြီးတော့ရင်နောက်တစ်ခုကမီးမရှိတဲ့နေရာတွေမှာအသုံးပြုနိုင်တယ်ကျွန်တော်လုံးဝမီးပြတ်နေတဲ့အချိန်တွေမှာဆိုလဲအသုံးပြုရတယ်အဲကျွန်တော်တို့ဒီနိုင်ငံနဲ့ဆိုအကိုက်ဆုံးပဲပေါ့နော်ဟောအရင်တော့ဆိုရင်ကျွန်တော်တို့ဒီ desktop ပုံးတွေသုံးတယ်အခုတော့မဟုတ်တော့နော်အခုတော့မီးရမှန်သွားပြီမီးတော်တော်လေးမီးမီးရတွေလည်းအစင်ပြီးလာပြီလို့ပြောလို့ရတယ်ဟိုလုံငယ်တဲ့၄နှစ်လောက်ကဆိုရင်လုံငယ်တဲ့၄နှစ်မော်လုံငယ်တဲ့၅နှစ်၆နှစ်လောက်ကဆိုရင်ပေါ့နော်အဲဒီလို desktop ပုံးကွန်ပျူတာသုံးဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီည ဒီလိုချိန်နေပေါ့နော်ဟို12နာရီ10နာရီဒီလိုချိန်နေလာထပြီးသုံးရတယ်ဒါတော့ဟိုမီးဟိုမီးကိုအလဲကြအလဲကြနဲ့ပေးရတဲ့ချိန်နေပေါ့နော်အဲ့လိုချိန်မျိုးဆိုကျွန်တော်ညပိုင်းကိုလာသုံးရတယ်အဲဒါတော့မှရေစက်တွေမောင်းနေချို့အိမ်ညညမီးမလာတော့ညမှာဟိုရေရေရေစက်ပေါ့နော်ကျွန်တော်ရေစက်တွေဒီပြိုင်မောင်းကြတဲ့ခါမှာမျိုးဆိုရင်လည်းသုံးလို့မရဘူးပေါ့နော်အဲ့တော့ပြောချင်တာအရင်တော့ဆိုကျွန်တော်ဒီကွန်ပျူတာသုံးဖို့အတွက်ဆိုရင်ညတစ်ကောင်လောက်ထိုင်စောင့်နေ ဒီဒီဒီ desktop ပုံလေးเนาะအဲတကောင်လောက်ကိုထိုင်ဆောင်နေအဲပြီးသွားရင်အဲ့ချိန်မှာမှဟိုအသေးစားလှုပ်ဆရာရှိရတယ်လောရတယ်အဲအဲ့လိုချိန်မျိုးရှိခဲ့ဘူးရယ်ပေါ့เนาะအဲ့တော့အဲ့တော့ laptop တွေကကျတော့နည်းနည်းလေးရှားသေးတယ်ဘာကြောင့်လဲဆိုတော့0.0လေးကြီးတာကို0.0လေးကြီးတယ် laptop ကလူတိုင်းမသုံးနိုင်အောင်အဲအဲ့တော့ laptop ရဲ့အားတကြက်ကဘာဖြစ်မလဲဆိုရင်သူက မီယာမီမရှိတဲ့အချိန်မှာလည်းတုံးလို့မီပြက်လည်းတုံးလို့ရတယ်မီယာခုနကတော့နေရာမျိုးဆိုရင်တော့ laptop ဆိုရင်တနည်းကုန်လုံးတုံးလို့ရတယ်မီယာအဝင်နည်းနည်းလေးအဲ100လောက်ရှိရယ်ဆိုတော့မှဘာဖြစ်လို့ရလဲဆိုတော့တုံးလို့ရဒီကောင်တွေကတော့မရဘူးเนาะသူနည်း180ဆို180 200ဆို200မှပဲကျွန်တော်တို့တုံးလို့ရလိမ့်မယ်ပေါ့เนาะ okay ဒါဆိုရလောက်မဲ့တင်တယ်เนาะမီယာမရှိတဲ့အချိန်မှာလည်းတုံးလို့ရတယ်ပြီးသွားရင်သူနေရာယူမှုနည်းတယ် desk drawer ဆိုကျွန်တော်အောင်ပင်နေရာမှာထားမယ်ပင်နေရာထားမယ်ဆိုပြီးတော့တီးတက်အဲတီးတက်ရင်နေရာထားထားရတယ်တကယ်လို့ကိုယ့်ရဲ့နေရာမဟုတ်ဘူးဆိုရင်ဒီလို desk drawer ကိုတည်သွားဖို့မလွယ်ဘူးတနေရာထဲမှာထိုင်ထားခဲ့ဖို့ဆိုတာမလွယ်ဘူးအဲ့တော့ဟိုဒီ laptop လေးဆိုတော့အလွယ်တကူကိုလိုတင်နေတဲ့နေရာမှာတင်ထားလို့ရတယ်ကိုသုံးကျင်တဲ့နေရာမှာအလွယ်တကူချပြီးတော့သုံးလို့ရတယ် เนาะအဲ့တော့သူကနေရာမှုယူမှုအာနေရာယူမှုနေတယ်ပြီးတော့အမြန်အသုံးပြုလို့ရတယ်ပေါ့เนาะအမြန်ဆိုတာဟိုတချို့ကိုသွားချင်တဲ့နေရာကိုတည်သွားပြီးတော့မြန်မြန်ဆန်ဆန်အသုံးပြုလိုက်ဥမာလေလံမဝင်မဲအာပြီး visa get တွေထုတ်ပြမယ်အကုန်လုံးပါလို့လို့ရတယ်ကိုယ့်ရဲ့ data ချက်လက်တွေစုပြီးတော့နေရာတကာပေါ့ပေါ့ပါနဲ့တည်ယူသွားပြီးအသုံးပြုလို့ရတယ်လို့ပြောတယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ဒီအားလုံး overall ချုပ်ပြလိုက်မယ်ဆိုရင်ဒီ laptop ရဲ့ laptop ကဆိုတော့ဒီ performance မှာဒီတုံးပြူရတဲ့ခါမှာပေါ့နော်လွယ်ကူချုံမှုမှုတွေရှိတယ်အဲ့တော့ဘလူလူတွေကိုက်ညီလဲဆိုရင်ကျွန်တော်ရုံးလုပ်ငန်းတမားတွေပြီးသွားရင်အဲဒီចောင်းသားចောင်းသူတွေပြီးရင်ကိုယ့်ရဲ့ personal သုံးဖို့အတွက်ဆိုရင်ဘာဖြစ်လဲဆိုရင်ဒီ laptop လေးကအများကြီးအားသာချက်ရှိပါတယ်နော် okay ဒါဆိုရင် laptop ကသာအကုန်လုံးအားသာချက်ရှိနေဘယ်သူမှ desktop ဆိုတာကြီးကသုံးမှာမဟုတ်တော့ဘူးလေအဲ့တော့ desktop မှာလဲသူ့သူ့မှာသူ့မှာအားသာချက်တွေအများကြီးရှိတယ် အဲဒါလေးတွေကျွန်တော်တို့သွားပြီးတော့လေ့လာကြည့်အောင်နော်တော်တော်များများကဒီ laptop ရဲ့အားသာချက်တွေကိုတော့သိကြတယ် desktop ရဲ့အားသာချက်ကိုမသိကြအောင်အဲ့တော့ဟိုကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆိုရင်လေတော်တော်များများ laptop တွေသုံးနေရလေးတွေတွေ့ရပါလိမ့်မယ်ဒါဆိုကျွန်တော်တို့ဒီတိတ်မသိတဲ့ desktop ရဲ့အားသာချက်လေးတွေကဘာတွေလဲဆိုတာလေးကိုသွားပြီးတော့လေ့လာကြည့်အောင်ပါ Okay နံပါတ်၁ချက်အနေနဲ့သူက laptop ဒီ oh sorry desktop ဒီ desktop ဒီလိုပုံနေသည် laptop ထပ်ပို့ပြီးတော့လုံးလုံးနိုင်စွမ်းရှိတယ် ပို့ပြီးတော့မြန်တုံးပို့ကောင်းတယ်။ဘာကြောင့်လဲဆိုရင်ねကျွန်တော်အရင်ဆုံးနံပါတ်1 CPU လေးကိုပဲစဉ်းစားကြည့်မယ်။ CPU စဉ်းစားကြည့်မယ်ဆိုရင် CPU ရဲ့ speed ဒီပုံမှန်ပုံမှန် laptop တွေပေါ့နော်ပုံမှန် laptop တွေမှာဆိုသူကဒီ1.8တို့2.1တို့2.5တို့ဒီလောက်လေးတွေပဲပတ်ချလဲရှိနေတယ်။ ဟိုတော်တော်လေး gaming set တွေပါဆိုတော်တော်လေးရှားတယ်3လောက်ရှိတယ်3နည်းနည်းလေးကြော်တာရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ဒီ laptop တွေကပြန်ပြအားဖြင့်သူ့ရဲ့ CPU speed ဒီဘယ်လောက်လို့ပြောမလဲဆိုတော့2 giga half လောက်လို့ပြောလို့ရတယ်တစ်စက္ကန့်တန်း2000လောက်လောက်လောက်တယ်လို့ပြောလို့ရတဲ့အချိန်မှာဒီ sorry laptop တွေမှာเนาะအဲ2 giga half လောက်ပဲသုံးလို့ရတဲ့အချိန်မှာ desktop ပုံတွေကကျွန်တော်အနည်းဆုံး3လောက်နဲ့လာတယ်နောက်တော့3 tab မြင့်တာတွေရှိတယ်အဲ အဲ့တော့ဘာဖြစ်လဲဆိုသူ့ရဲ့အမြန်နှုန်း speed တွေဒီနေရာ CPU တစ်ခုထဲမှာနေအများကြီးကွာသွားပြီပြီးတော့ရင်ဘာကြောင့်ဒီမြန်နှုန်းပုံကောင်းတာပန်ပုံကောင်းအောင်ပုံမြင့်အောင်လုပ်ထားလဲဆိုရင်ပုံလုံးလို့ရလဲဆိုရင်ဒီ desktop CPU ဆိုတာကြတော့ကျွန်တော်တို့ကဒီ data တွေ ပြန်လန်ပို့သူတက်ဆိုင်ရာကွန်ထရိုလာတွေကို data တွေပြန်လန်ပြပို့တယ်ခိုင်းစီတယ်ညွှန်ကြားတယ်ပေါ့နော်အဲ့တော့သူက10 second ဆိုတဲ့ဂျုံမှာ data ပေါင်းတန်းပေါင်းထောင်ချီအလုံးလုံး data တွေပြန်လန်ပြပို့ရဖြစ်တဲ့အတွက်အရန်ပူတယ်အဲ့တော့ပူလာတာနဲ့အမြ set ကျွန်တော်လျှက်စစ်ပစ္စည်းတွေကအပူကြောက်တယ်ဖုံကြောက်တယ်နော်အဲ့တော့ဖုံတွေအရန်တက်ရင်လည်းဆက်ပြတ်တတ်တယ်အရန်ပူလာရင်လည်းပြတ်တယ်အဓိကကျတို့ set တွေအရန်ပူလာရင်ဟန်းတယ်ဆိုတာဖြစ်တယ်လေ set ပူတယ်ဆိုတာသူ overload ဖြစ်လာရင်အဲသူလုံးတင်တလောက်မလုံနိုင်တော့ကားတွေလိုပဲပေါ့ ဟိုဆိုင်ကယ်တွေကားတွေလိုပဲအင်ဂျင်ရမ်းပူလာရင်တိတ်မဆွဲတော့ဘူးလीပါဟိုကြိုက်တော့ဆွဲမဆွဲတော့အဲ့တော့ laptop တွေမှာသူရဲ့ physically အရာပေါ့เนาะသူရဲ့ဟိုဒီ design အရာပြင်ဆင်ထားတဲ့အနေအထားအရာတော်တော်လေးတေးတယ်လို့ပြောလို့ရတယ်နေရာယူကနေရာကြက်ညက်နေအောင်ထည့်ထားတာဖြစ်တဲ့အတွက်အဲ့ဟိုကျွန်တော်တို့မြင်တဲ့လောက်ဟိုလိုချင်တဲ့လောက်ကိုကျွန်တော်တို့ဒီသူရဲ့ speed မြန်နှုန်းတွေကိုတိုးလို့မရအောင် ဉာဏ်လုံးတို့လိုက်တာနဲ့အပူပူထွက်မယ်အဲ့အပူတွေကိုမထိန်းနိုင်ရင် laptop ကြီးက performance ပိုကျလာမယ်ပိုပြီးတော့အော်ဉာဏ်လုံးတော့မြင့်ထားပြီးတော့ laptop အထင်သလောက်မမြန်ပဲဖြစ်သွားမယ်အဲ့တော့ဘာဖြစ်လဲဆိုရင်ဒီ laptop တွေမှာကျတော့ performance ကို short ထားတယ်သူရဲ့ဒီ CPU ရဲ့ဉာဏ်လုံးတွေ short ထားပြီးတော့ desktop ပုံးလေးမှာတော့ဉာဏ်လုံးကိုတက်နိုင်မြန်သူတို့ကမြင့်မြင့်ထားတယ်ဘာကြောင့်လဲဆိုသူပေးမှာသူက CPU လည်းအကြီးကြီးပဲသူ့ပေါ်မှာ heatsink ကြီးအုပ်ထားတယ်ပန်ကားကြီးအုပ်ထားတယ်ဘေးတွေမှာလည်းပန်ကားတွေနဲ့ဒီဟာကြီးကိုအေးအေးပေးထားဖြစ်တဲ့အတွက်ဟို သူကပို့ပြီးတော့အလုံးလုံးနိုင်တာနော်ဆိုတော့မဆန်းဘူးမဆန်းဘူးပေါ့နော်โอเคအဲ့တော့ဆိုတော့များများပို့ပြီးတော့အလုံးလုံးချင်တယ်ပို့ပြီးတော့မြန်နှုံးနေမြင်ချင်တယ်ဆိုရင်ဘာဝယ်ဟာဘာပို့ဝယ်ဖို့လို့လဲဆိုရင်ဒီ desktop ပုံတွေဝယ်ဖို့လိုပါတယ်နော် desktop ပုံတွေပြီးနောက်တစ်ခုကအဲ့ desktop ပုံတွေရဲ့အားတာချက်နောက်ထပ်အားတာချက်တစ်ခုကဘာဖြစ်လဲဆိုရင်ねသူကဒီ FTP ပြုလုပ်ဖို့လိုတယ် ပြီးရင်ဈေးနှုန်းတက်တာတယ်တရားတခြားအရေးတက် laptop ထက်ဆိုင်ပေါ့နော်သူအလွယ်တကူ upgrade ပြုလုပ်လို့ရတယ်ဥပမာ brand 2k ပဲစိုက်ထားတယ်နောက်ထပ် 2k ထက်စိုက်မယ် ram 4k ဖြစ်သွားတယ် hard disk တစ်လုံးပဲထည့်ထားတယ်နောက်ထပ် hard disk နောက်ထပ်တစ်လုံးထပ်ထည့်မယ် hard disk နှလုံးဖြစ်သွားတယ်အဲပြီး graphic card မပါဘူး graphic card ထက်စိုက်မယ်ပြီးစောင်းကတ်မပါဘူးစောင်းကတ်ထက်စိုက်မယ်အကုန်လုံးပါလို့လို့ရလဲဆိုဒီစိတ်ပိုင်းတွေ upgrade လုပ်နေလို့ရတယ် အပြီး laboratory science ရတူပါဖြစ်လဲဆိုရင်ဟို generally ရတက်တာရှိတယ်เนาะပြီးသွားရင်နောက်တစ်ခုက laboratory overall ဈေးတက်တာတယ်အကုန်လုံးဥမာ i3 ချင်းတူတူဆိုရင်တော့မှဒီ desktop i3 ကပိုတက်တာအောင်ဆင်လို့ရတယ်ဘာကြောင့်လဲဆိုရင်သူကအစိပ်ပိုင်းအောက်ကတည်းကလေเนาะနောက်တစ်ချက်เนาะအစိပ်ပိုင်းတွေကိုစိတ်ကြိုက်တက်ဆင်အသုံးပြုလို့ရတယ်ဟိုကျွန်တော် CPU ပါတက်မယ် RAM ပါတက်မယ် laptop တို့ဒီမှာသွားယူလို့မရအောင် laptop တွေမှာသူကဒီ i7 အဲ8 generation ဆိုရင် ါပေါ့ run 8k ပါတယ်ဆိုရင်ကျွန်တော် run 8k ပဲ run 4k လောက်နဲ့ပြောင်းယူလို့မရဘူး run 16k ပြောင်းယူလို့မရဘူးသူထောက်ထားတဲ့ cd လိုက်အတိုင်းပဲကျွန်တော်ဒီရွေးချယ်ခွင့်မရှိမရှိဘူးပေါ့နော်ဒါပေမဲ့ desktop ပုံတွေမှာဆိုတော့စိတ်ကြိုက်ရွေးချယ်လို့ရတယ်အခုဆိုပါဆိုကျွန်တော်တို့ဒီ computer လေးကိုတော့ motherboard ကိုတော့ပဲမျိုးစားတက်မယ် cpu တော့ဘယ်လောက်တက်မယ် memory ကိုတော့ 16k လောက်တိကျွန်တော်တို့မြင်ဖို့စဉ်းစားထားတယ်ဒါပေမဲ့เออคุณลอลอเซ่တော့ဒါပါတော့ budget နေသားရเอ่อ8กิโลပဲစိုက်ထားမယ်တန်တဲ့8กิโลကိုတော့နောက်မှဒီနောက်မှ ဒါလေးကိုထပ်ပြီးတော့ upgrade လုပ်မယ်မြင့်မယ်ဆိုပြီးတော့လဲကျွန်တော်တို့ဒီ motherboard ကိုပဲမြင့်ထားပြီးတော့ CPU မြင့်ထား motherboard ကိုမြင့်ထားပြီးတော့ memory short ချထားခဲ့တာတို့ haptic ကို short ချထားခဲ့တာတို့ haptic ကတော့ကျွန်တော်တို့ 2T လောက်ဒီ size ဖို့ရှိတာတယ်ထည့်ဖို့ညီမှန်းထားတယ်ဒါပေမဲ့ closure ဆိုရင်တော့ကျွန်တော်တို့ဒီ percent တွက်ကြည့်တဲ့အခါမှာမလောက်ဘူးအဲ့တော့ဘာလုပ်မလဲဆိုရင် အဲ 1D ပဲစိုက်ထားမယ်။နောက်မှလိုရတဲ့အချိန်တိုင်းမှာ 1D ထပ်ပြီးတော့စိုက်မယ်။ဆိုတဲ့ပုံစံမျိုးတွေအများကြီးလုပ်လိုက်လုပ်လို့ရတယ်။အဲ့တော့ကိုလိုတဲ့အစိတ်ပိုင်းလေးတို့တည်တံ့မြင့်လို့ရတယ်လို့ကိုမလိုတဲ့အစိတ်ပိုင်းတွေလည်းအများကြီး short ချထားလို့ရတယ်။ဥပမာကျတို့ဒီ laptop တွေသွားဝယ်တဲ့အခါမှာတချို့အစိတ်ပိုင်းတွေမှာကျတို့မတုံးရတဲ့အစိတ်ပိုင်းတွေရှိတယ်။မတုံးတဲ့အစိတ်ပိုင်းတွေရှိတယ်။အဲတချို့ post တွေပါတယ် post တွေဆိုကျတို့မလိုတာတွေရှိတယ်။အဲဥပမာဆိုတော့ကျတို့က network ဒီ network မတုံးဘူးပေါ့နော်။ထားပါတော့ lan ကြိုးထိုးတာမတုံးဘူး။ အဲပြီးသွားရင်ဒါတော့ဥပမာပေါ့နော် bluetooth မသုံး wifi မသုံးဆိုရင်ဒီလို laptop တွေမှာဆိုသွားလို့လို့မရအောင် laptop မှာ wifi ဖြုတ်ပြီးအဲ network ကကြီးလည်းဖြုတ်ပြီးပြီးသွားရင်တခြားအဲ graphic card တွေဘာတွေမထည့်တော့ဖြုတ်ပြီးပြီးဈေးနှုန်းပဲလျှော့ပြီးဆိုပြောလို့မရအောင်သူတို့သွားပြောရင်ရိုက်ခံရလိမ့်မယ် okay အဲ့တော့ desktop ပုံတွေမှာဆိုရင်တော့ရတယ်သူကကိုလာမဆင်ပြီးမှာကိုလိုချင်တဲ့စိတ်ပိုင်းတွေရွေးချယ်ပြီးဆင်ပြီးမှာဖြစ်တဲ့အတွက်အဲ network ကမဆိုင်ချင်ဘူးဆို network ကမဆိုင်နဲ့ အဲပြီးရင် wifi ကမလို့ခြင်းဆို wifi မလုံးနဲ့ bluetooth မဆိုင်ခြင်းမထည့်ခြင်းဆို bluetooth မထည့်နဲ့အဲ graphic ကမလို့ခြင်းဆိုမထည့်နဲ့ဆိုရင်ဘာလို့လို့ရလဲဆိုရင်ကိုမလို့တဲ့အစိတ်ပိုင်းနေအကုန်လုံး short ချတဲ့အခါမှာကျတို့ဒီသုံးပြမဲ့အစိတ်ပိုင်းတွေကိုလည်းထပ်ပြီးတော့မြင်လို့ရမယ်ပြီးသွားရင်အဲဒီဈေးနှုန်းတွေနဲ့လည်းအများကြီး short ချလို့ရတာလေးကိုတွေ့ရပါလိမ့်မယ် okay ဒါကပါလဲဆိုရင် desktop တွေရဲ့အားသာချက်ပါနော်ဒီတခြားစိတ်ပိုင်းတွေအများကြီးရှိတယ်။အော်တခြားအားသာချက်တွေအရဆိုရင်တော့ screen ကြီးကြီးအသုံးပြုလို့ရတယ် တော့ monitor တွေပါကြိုက်သူလို့ဆင်လို့ရတာပြီးနောက်တစ်ခုကပြုပြင်စေးကြ laptop ထဲပို့ပြီးတက်တာတယ် desktop ပုံနေရလေအဲ laptop ထဲပို့ပြီးတော့ပြုပြင် laptop တစ်ခါဖွင့်နေဆိုကျွန်တော်အနည်းဆုံးတောင်ကနန်ပေးရတယ်ဖြစ်တယ်ဖြစ်တယ်ဆိုပေမဲ့ဒီလို desktop တွေဆိုရင်ထောင်ကနန်းလောက်နဲ့ရတယ်ပေါ့နော်ဒီ desktop ပုံတွေဆိုရင်ပြုပြင်ရတာဖြုတ်ရတာတာလွှဲတာဟုတ်နော်ပြီးတော့နောက်တစ်ခုကဒီအပူပစ္စည်းတွေပေါ်တယ်တခြားဒီ laptop မှာဆိုတခုဖြစ်တယ်ဆိုရင်ကျွန်တော်အပူပစ္စည်းတွေရှာအောင်ပါအောင်ဆိုရင် ဟိုနည်းနည်းလေးလက်ဝင်တယ်နည်းနည်းလေးဟိုတချို့ model တွေမှာဆိုရင်ဒီဟိုပစ္စည်းတွေရှားရှားလို့ဟိုပြင်မရတော့အောင်မျိုးရှိရယ်ဆိုမြဲဒီလို desktop ပုံတွေမှာတော့အဲ့လိုမရှိတော့နော်နောက်ပိုင်းကျတော့ဒီဟိုတရားစိတ်ပိုင်းဒီကုန်လုံးပြတ်လို့ပုံခုကြီးကြံနေဆိုတော့မှအဲ့ဒီပုံခုကိုသုံးပြီးနောက်ထပ်တခြားစိတ်ပိုင်းတွေထည့်ပြီးတော့အသုံးပြုလို့ရတယ် monitor ကြံသေး monitor သုံးလို့ရတယ် keyboard ကြံသေး keyboard သုံးလို့ရတယ်အဲ့တော့သူကဘာဖြစ်လဲဆိုရင်အပူပစ္စည်းလေးပေါ်ပေါ်တယ်လိုအပ်တယ်လို့ကြံပြီးဟိုပြန်ပြီးတော့ပေါင်းဆက်ပြီးသုံးပြုလို့ရတယ်နောက်တစ်ခုကပို့ပြီးတော့အကျန်းခံတယ်လို့ပြောကြတယ် နော်ပို့ပြီးကြန့်ခန့်တယ်။ဘာကြောင့်လဲဆိုရင်စဉ်းစားကြည့်မယ်လေ။ laptop နဲ့ desktop ကိုကျွန်တော်24နာရီမနာတိုင်းရှင်ပြီးသုံးကြည့်မယ်။ဘယ်သူကပို့ပူနိုင်မလဲ။ laptop ကပို့ပူနိုင်မယ်။ဘာကြောင့်လဲ။ laptop ကသူကချက်ချက်ညံ့ညံ့လေးထည့်ထားတယ်။အဲပြီးတော့ပြီးသွားရင်ဒီတကယ်တမ်းသူတို့ program ချင်းအတူတူဆိုဒီ game ချင်း tower သူ run သုံးပြမှု CPU သုံးပြမှုပမာဏတူတဲ့ game တစ်ခုကိုဒီဆက်နှက်ဆက်လုံးရှင်ပြီးတော့ run ကြည့်မယ်ဆိုရင် ို့ပြီးတော့ပို့ပြီးတော့ဒီလုံးလုံးနိုင်မှုရောကြစေတာရယ်ပို့ပြီးတော့ဟိုပူနိုင်တာဆက်ပို့ပူနိုင်နိုင်တယ်ပြီးတခြားအဲဒီ beta ဆူဆူတွေရှိနိုင်တာဒီဘာဖြစ်မလဲဆိုရင်ဒီ laptop ဆိုတဲ့အစိပ်ပိုင်းလေးကဖြစ်မယ် desktop တွေမှာတော့အဲ့ဒီအစိပ်ပိုင်းအဓိကတော့ပူတာပေါ့နော်အရန်ပူလိုက်ရင်ဟန်သွားမှာအဲ့ဒါတွေကိုကျတို့ဒီ desktop ပုံတွေမှာတော့အများဆုံးရှော့ချပေးတယ်ဒါကြောင့်မလို့ game site တွေမှာ laptop နဲ့ကစားလို့ရတဲ့ game site ဆိုတာတော်တော်လေးနေပါတယ်အဲဘာဘာရှိလဲဆို desktop ပုံတွေပဲရှိတယ်နော်အဲ့တော့တို့က အဲဂိမ်းကိုမြေနိုင်ကန်ကန်တော့လက်တော့ကန်လို့မရအောင် okay ဒါဆိုရင် desktop ရဲ့အားသာချက်တွေလည်းတည်သွားပြီ laptop ရဲ့အားသာချက်တွေလည်းတည်သွားပြီဆိုတော့အတွက်ကိုယ့်ရဲ့လုပ်ငန်းမှာကိုယ့်ရဲ့အသုံးပြုမှုမှာဘယ်အစိပ်ဘယ်ဘယ်ပိုင်းကပို့ပြီးတော့ကိုင်ညီမှုရှိလဲဆိုတာကိုကျွန်တော်စဉ်းစားလို့ရလောက်မယ်လို့တော့ထင်ပါတယ်เนาะဒါလေးကိုစဉ်းစားလို့ရသွားပြီဆိုရင်ကိုကိုလုပ်ငန်းနဲ့ကိုင်ညီတာ desktop ဆိုရင်ကျွန်တော် desktop ဝယ်ဖို့လိုတယ်ကိုလုပ်ငန်းနဲ့ကိုင်ညီတာ laptop ဆိုရင် laptop ကိုဝယ်ဖို့လိုပါတယ် โอเคဒါဆိုရင်နားလဲလောက်မယ်တင်တယ်။သူကကြတော့ desktop တွေကကြလုပ်ငန်းသုံးဖို့အတွက်ဒီ gain တွေ blue tick ဖြတ်တွေ design ဆိုတာဒါတွေအတွက်အကုန်လုံးတင်တော်ပါတယ်။โอเคဒါဆိုကျွန်တော်ဒီနေ့သင်ခန်းစာလေးကိုကျွန်တော်ဥပမာရောပြန်ချုပ်ကြည့်မယ်ဆိုရင်ဒီ computer လုံးဝဝင်ဖို့အတွက်ဆိုရင်ဒီ CPU အဓိကကြည့်မယ် CPU ဘယ်လိုကြည့်မလဲဆိုတော့အသုံးပြုမဲ့ user အနေနဲ့ပြန်ပြီးတော့အပိုင်းလေးခွဲကြည့်လိုက်မယ်။ တကယ်လို့ကိုအသုံးပြုမဲ့ user ကပရမတန်ဆာနဲ့ပါရင်သူပရမတန်ဆာနဲ့ kait ကြီးတယ် CPU မျိုးစားလေးဝယ်ပါနော်ဒုတိယတန်ဆာဒုတိယတန်ဆာပြီးနောက်တစ်ခုက run နေကြည့်မယ် headed ကြည့်မယ်အဲဒီ graphic card ကြည့်မယ်ပြီးသွားရင်နောက်ဆုံးကျွန်တော်တို့ desktop လား laptop လားဒါတွေလည်းကျွန်တော်ယူချေဖို့လိုတယ်အဲ့တော့ယူချေရတာလည်းဒီချက်လက်လေးကြည့်ပြီးတော့ကိုကဘာနဲ့ kait ကြီးလဲဆိုတာလေးကိုပြန်ယူချေပါနော်โอเคဒါဆိုရင်ဒီနေ့အတွက်သင်ခန်းစာတော့အများကြီးကျွန်တော်တို့ဒီလေ့လာမယ်အများကြီးမပါတော့ဘူးဒီနေ့ လေ့ကျင့်ခန်းလေးနည်းနည်းလေးလုပ်ပါအောင်လေ့ကျင့်ခန်းလေးနည်းနည်းလုပ်အောင်နော်လေ့ကျင့်ခန်းလေးကတော့ကျတို့ laptop ရဲ့ laptop မှာရှိတဲ့အကြိုက်ဆုံး၃ချက်နဲ့ desktop မှာရှိတဲ့အကြိုက်ဆုံး၃ချက်အဲ့ဒီ၃ချက်လေးကျတို့ comment မှာခြာရေးပေးပါနော် okay အဲဆိုရင်အဆင်ပြေမယ်လို့ထင်ပါတယ်မရတာရှိရင်ကျတို့ messenger group ကနေမေးလို့ရပါတယ်နော် okay ဒါဆိုရင်ကျတို့နောက်ထပ်သင်ခန်းစာတွေကိုဟိုနောက်ရက်မှာဆက်ပြီးတော့လေ့လာကြည့်အောင်ပါ okay good night ပါ